တင့်ရဲ့ကလေးတွေနဲ့အိမ်မွေးတိရစ္ဆာန်တွေကိုမနှက်နေထွက်ခြင်းကနေညနေခင်းမမောင်ခင် ထိကလွဲရင်မကောင်းဆိုးရွားတွေထွက်တဲ့နာရီတွေမှာအပြင်ကိုမလွတ်သင့်ပါဘူးကလေးသုံးယောက်ဟာရွာအစွန်ဖျားမှာရှိတဲ့ကွင်းပြင်ကျဲမှာပျော်ရွှင်စွာဆော့ကစားနေကြတယ်ဒီလိုနဲ့နေဝင်လာပြီးမှကလေးမလေးဟာတငယ်ချင်းနှစ်ယောက်ကိုမှောင်လာပြီးဖြစ်တာကြောင့်အိမ်ပြန်ကြဆုလို့ပြောလိုက်ပါတယ် ကောင်လေးတွေကစိုးလို့မဝသေးကြောင်ပြောတော့ကလေးမလေးကငါတို့ဒီကိုအတူတူလာခဲ့ချတာငါတယောက်တည်းပြန်ရင်ငါ့ကိုတရေဖမ်းရင်ဘယ်လိုလုပ်မလဲလို့ထပ်ပြောတော့ကာတာလို့ခေါ်တဲ့ကောင်လေးကနင်းအယူသီးစရာတွေကိုမယုံသင့်ဘူးလို့အစုံမပြတ်ပဲပြန်ပြောလိုက်ပါတယ်ကလေးမလေးကလည်းစောင့်ရတာစိတ်မရှိတော့တာနဲ့ဖြစ်ချင်တာဖြစ်ပလိစီတော့ဆိုပြီးတယောက်တည်းအိမ်ပြန်သွားခဲ့ပါတော့တယ်ကလေးမလေးပြန်သွားချိန်ဒရာချက်ဆိုတဲ့ကလေးရဲ့ရိုက်ချက်ကြောင့် သူတို့ကစားနေကြတဲ့တစ်သားတုံလေးဟာအဝေးကြီးထိရောက်သွားပါတယ်ကာတာလည်းတငယ်ချင်းဖြစ်သူရဲ့ပြင်းထန်တဲ့ရိုက်ချက်ကိုချီးကျူးလိုက်ပြီးတစ်သားတုံကိုတွားကောက်ပါတော့တယ်ဒါပေမဲ့တစ်သားတုံဟာတောဆက်ထဲထိရောက်သွားတာမို့ကာတာလည်းချက်ချင်းရှာမတွေ့ပဲနောက်ဆုံးမှကြောက်တုံးတစ်ခုနားကတွင်းပေါက်မှာမေးတင်နေတာကိုတွေ့လိုက်ရပြီးတွားယူမယ်အလို့တစ်သားတုံကတွင်းနဲ့ပြုတ်ကျသွားပါတယ်နေလုံးကြီးကတော့အနောက်ရက်ကိုဆက်လက်ခီးထွက်ကအမောင်တူးတို့ပျော်မြူးတဲ့အချိန်တို့ကြာရောက်လို့လာခဲ့ပါပဲကော်မလေးရဲ့အိမ်ပြန်လမ်းမှာတော့ တငယ်ချင်းတွေနဲ့တညာလုံးစောကြမယ်ဆိုတဲ့ကလေးတစ်ယောက်ရဲ့တီဆိုးတန်းကိုကြားလိုက်ရလို့အတန်ကဘယ်ကလာလဲရက်ပြီးနားဆွင့်လိုက်ပါတယ်ဒရာချက်ကတော့တစ်သားတို့တွားယူတဲ့တငယ်ချင်းကိုစိတ်ရှိရှိနဲ့စောင့်မျှော်နေတာပေါ့ ကာတာကတွင်းထဲကိုလက်နိုင်ပြီးသူတို့ရဲ့ဒုတ်ကိုရှာလိုက်ပါတယ်။ဒါပေမဲ့တစ်သားတို့ကိုမဆမ်းမိဘူးဖြစ်နေပါတယ်။အဲ့ဒီအချိန်ကောင်မလေးရဲ့ခြေတော်ကိုမမြင်ရတဲ့အရာကစောင့်ဆွဲလိုက်တော့ပက်လက်လန်သွားကအဲ့ဒီအရာရဲ့တရွတ်တိုက်ဆွဲခိုခြင်းခံလိုက်ရတာမို့အော်ဟစ်လိုက်ပါတယ်။တွင်းထဲလက်နိုင်နေတဲ့ကာတာလည်းအတန်ကြားလို့ကြည့်နေချင်းမြေကြီးတွေကလက်တစ်ဖက်ထွက်လာပြီးကာတာရဲ့လက်ကိုဆွဲလိုက်ပါတယ်။ဒရာဂျက်လည်းအတန်ကုန်ဟစ်နေတဲ့တငယ်ချင်းမလေးနောက်ကိုပြေးလိုက်သွားပါတယ်။ ောဆက်ကကာတာကတော့တွင်းထဲကသူ့လက်ကိုဘယ်အရာကဆွဲထားမှမသိတော့ဘူးအားကုန်သုံးပြီးပြန်ဆွဲလိုက်တဲ့အခါလွတ်မြောက်သွားပါတော့တယ် ဒါပေမဲ့ကန်ဆိုးစွာပဲလက်ချောင်းတစ်ချောင်းကတော့ပြက်ကျန်ရစ်ခဲ့ပြီးသွေးများပန်းထွက်နေတာမို့ကာတာလေးအတန်ကုန်အော်ဟစ်လိုက်ပါတော့တယ်ဟုတ်ကဲ့ဒါကတော့ဝါထူမာဂရစ်ဆိုတဲ့အင်ဒိုနီးရှားတရေကဖြစ်ပါတယ်ဒီဇလန်ဟာအင်ဒိုဟော်ရာကားတွေထဲမှာလဲအကောင်းဆုံးစီးရင်ဝင်တာမို့မကြည့်ရသေးတဲ့ပရိသတ်တွေကိုကောင်းမွန်တဲ့ဇလန်တစ်ပုဒ်ကိုမကြည့်လိုက်ရပဲလက်လွတ်သွားမှာကိုစိုးရမို့တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာဇလန်လေးမစခင်လိုက်တစ်ချက်ကိုမှန်တစ်ချောင်း စာရိုက်ဖို့အချိန်မရှိရင်နှစ်သက်တဲ့ emoji တစ်ခုခုမန်းခဲ့ပေးပါကွန်မန့်တစ်ကြောင်းဟာကွီးနဲ့ကွီးချရတဲ့ပရိသတ်တို့ရဲ့တစ်ခုတည်းသောစုံစည်းရပါ subscribe လို့ရတဲ့ရင်လည်းလောက်ခဲ့ကြပါအောင်ခင်ဗျာဇက်လန်လေးဆက်ကြမယ်နှစ်30ကြာပြီးနောက်အဒီနဲ့ဆင်မန်ကအလွန်ချစ်တဲ့တငယ်ချင်းနှစ်ယောက်ပါဒီနေ့မှလည်းထုံးစံအတိုင်းကြောင်းနောက်ကျနေပြီဖြစ်လို့တငယ်ချင်းနှစ်ယောက်ကြပြားကြရနဲ့ပြေးသွားကြတာပေါ့ လမ်းမှာစိတ်မူးမမှန်သလိုဖြစ်နေတဲ့သပင်းစုပ်ဖွားနဲ့လူကြီးတယောက်ကိုဝင်တိုက်မိသွားတာမို့တောင်းမှန်လိုက်ပြီးခက်ဝဲဝဲရောက်တဲ့အခါအယူးလိုအော်ပြီးထွက်ပြေးသွားပါတယ်သပင်းစုပ်ဖွားနဲ့လူကြီးကတော့ဇလန်းအဆကလက်ချောင်းပြတ်ခဲ့သူကာတာပဲဖြစ်ပါတယ်ဒီလိုနဲ့ចောင်းသားလေးနှစ်ယောက်ဟာចောင်းကိုရောက်ချိန်မှာတော့အတန်းမိုင်ဆီယာမရဲ့စူးငေါက်ချင်းခံရပါတော့တယ်ဆီယာမကတော့ဆယ်မန်တို့ရဲ့စင်ကြီးတွေကိုမကြားကျင်တော့ပဲနေတိုင်းចောင်းနှောက်ကြနေတာမို့ဒီနေ့ចောင်းစင်းချိန်မှာမင်းတို့နှစ်ယောက်ကိုအပြစ်ဒဏ်ခံဖို့နေခဲ့ရမယ်လို့ပြောလိုက်ပါတယ် တန်းထဲကစာတော်တဲ့အာရုဆိုတဲ့ကျောင်းသူလေးကတော့သူတို့နှစ်ယောက်ရဲ့အဖြစ်ကိုကြည့်ပြီးပြုံးနေတာပေါ့ဒီလိုနဲ့ကျောင်းစင်းချိန်မှာဆယ်မန်တို့ကိုအပြစ်ဒဏ်အနေနဲ့ဘလက်ပုတ်မှာစာရီအများကြီးရေးခိုင်းကဆရာမကစုံးမနေတာပေါ့အဲ့ဒီအချိန်အာရုရောက်လာပြီးသူမလှုပ်ထားတဲ့စာရီကိုဆရာမကိုပြလိုက်ပါတယ်ဆရာမကဖတ်ကြည့်တော့နောက်ဆုံးစာပိုက်တွေဖတ်မရတာမို့အာရုကသူမစာရေးနေရင်မင်ကုံသွားလို့ပါလို့ပြောလိုက်ပါတယ်အဲ့ဒီအခါဆရာမကအာရုကိုဘောပင်တစ်ချောင်းလက်ဆောင်ပေးလိုက်ပါတယ် အာရုကပြန်ကန်နီးမှာမနက်ကသူ့အဖေနင်းကိုလိုက်ရှာနေတယ်လို့ဆယ်မန့်ကိုတိုးတိုးလေးလှမ်းပြောလိုက်ပါတယ်။အဲ့ဒီအခါမှာဆယ်မန့်လည်းသူ့အကိုရောင်းခိုင်းထားတဲ့ပြားရည်ပလင်းတွေကိုသတိရသွားတာမို့ပြပြသလဲဖြစ်သွားပါတော့တယ်။ကျောင်းကအပြန်မှာတော့ အာရုအဖေဟာသူ့ကုံစုံဆိုင်အတွက်ပြားရည်လာမပိုးတဲ့ဆယ်မန်းကိုမင်းအကူကိုတိုင်ပြောလိုက်ရမလားဆိုတော့ဆယ်မန်းကအကူဖြစ်သူကိုကြောက်ရတာမို့သူ့အကူကိုမပြောပါနဲ့နောက်ဒီလိုမဖြစ်စေရပါဘူးလို့တောင်းပန်လိုက်ပါတယ်အာရုအဖေကြောပေးသွားတာနဲ့ဆယ်မန်းကအနောက်ကနေပြောင်းပြလိုက်ပြီးအိယာထနောက်ကျတဲ့သူ့အပြစ်ကိုသူမမြင်မဲဆယ်မန်းဝူရာကြောင့်ပြားရည်ပလင်မေ့သွားတာလို့အပြစ်တင်လိုက်ပါတယ်အဲ့ဒါကိုကြားသွားတဲ့အာရုကတော့သူ့ဆယ်မန်းဘက်ကရက်တီပြီးနင်းတို့ကမြစ်ထဲမှာဝင်ဆော့နေကြတာကိုဒီကိစ္စနဲ့ဆယ်မန်းကဘာမှမဆိုင်ဘူး ဆ iam ဝူရာကသဘောကောင်းပါတယ်လို့ဝင်ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲမနှက်ပြန်တစ်ဖက်ရွာမှာရိုးရပြဆက်ဖြောပြေးมาဖြစ်တော်မူလာရောက်ကြဖို့နှိုးဆော်နေတဲ့ကားတစီဖြတ်သွားပါတယ်ဆ iam နဲ့အဒီတို့လည်းပျော်သွားကြပြီးမနှက်ပြန်သွားကြည့်ကြဖို့တငယ်ချင်းနှစ်ယောက်တိုင်ပင်လိုက်ကြပါတယ်တခုတော့ရှိတယ်ဆ iam တို့အိမ်မှာလေးပြတ်နေတဲ့အဖွာရောဆ iam အတွက်ပါတာဝန်ယူနေရပြီးမြို့မှာအလုတ်ချမ်းလုပ်နေရတဲ့အကိုကြီးကိုဘလို့ပြောရမလဲတစွတ်တိုးဆန်တဲ့ဆ iam ကတော့ပွဲသွားကြည့်ဖို့ကိစ္စအကိုကြီးကိုရအောင်ပြောဖို့ဆုံးဖြတ်လိုက်ပါတယ် သူတို့တွေကြောင်းသွားကြောင်းပြန်လှုပ်တဲ့တောလန်းလေးမှာကြောက်တုံးတစ်ခုရှိပါတယ်။အရိကအဲ့ဒီကြောက်တုံးသားမှာကာတာဆိုတဲ့လူကြီးလက်ချောင်းပြတ်သွားတာလို့ပြောတယ်။ဒီနေရာကဖြတ်သွားတိုင်းစိတ်ထဲမှာမတိုးမတန့်တဲ့လူပြောလိုက်ပါတယ်။ဒါပေမဲ့ဆေဗန်ကဘယ်ရောက်သွားမှမသိပျောက်သွားတာမို့ငါ့ကိုဒီလိုမဆနဲ့မင်းမပါပဲငါပြန်သွားမှာနော်လို့អော်ပြောလိုက်ပါတယ်။သူ့ရဲ့အတန်ကိုဆေဗန်ကြားမကြားမသိရပေမဲ့ သူ့အနောက်ကိုတော့တစုံတစ်ယောက်ကစိုက်ကြည့်နေပါတယ်အဲ့ဒီအချိန်မှာပဲဆယ်မန်ကအနောက်ကနေပြန်ပေါ်လာပြီးစားနောက်လိုက်တာမို့အဓိကစိတ်ဆိုးသွားပါတော့တယ်ဆယ်မန်ကတော့တရေဆိုတာတကယ်မရှိဘူးတရေပေါ်လာရင်ငါရက်တက်ပြမယ်လို့ပြောလိုက်ပါတယ်ကာတာဆိုတဲ့လူကြီးကတော့လူသူမနီးတဲ့တောကြီးထဲမှာအိမ်တေးသေးလေးစောက်ပြီးနေပါတယ်ကာတာစီကိုထမင်းကြိုက်လာဖို့ဖို့အတွက်အာရုကစပိန်လေးနင်းပြီးရောက်လာကအိမ်တကားခောက်ပြီးဦးလေးရေဦးလေးအတွက်သမီးကစားစရာလာပို့တာပါလို့ပြောလိုက်ပါတယ်အဲ့ဒီအခါကာတာထွက်လာပြီ ထမင်းကြိုင်ကိုမယူပဲနင်းအိမ်ပြန်တော့မှောင်နေပြီဆိုကတကားပိတ်လိုက်ပါတော့တယ်နေဝင်သွားချိန်မှာတော့ဗလီမာရှိတဲ့ဗလီဆရာကြီးဟာဝိပြုလာကြတဲ့ကလေးတွေကိုစုံမစကားဆူနေပါတယ်ကလေးတွေထဲမှာဘာသာရေးကန့်ဆိုင်တဲ့အဒီနဲ့အာရူလည်းပါဝင်ပါတယ်ဗလီဆရာကြီးကစပြီးရှေးလူကြီးတွေကနေဝင်ပြီဆိုတာနဲ့အိမ်ပြန်မထွက်ကြဖို့မှာချခဲ့တယ်မှောင်ပြီဆိုတာနဲ့မကောင်းဆိုးရထွက်လာရောလို့စကားဆလိုက်တာနဲ့ဗလီမာလာဆူတောင်းကြည့်ရင်ရောဆိုတဲ့ကလေးတစ်ယောက်ရဲ့မိကွန်းကြောင့် ဖြေကပလီကိုလာနိုင်တဲ့လောက်စိုးစိုးလာရမယ်။ရှစ်ခိုးစုတောင်းချိန်မကြောခင်ပေါ့လို့ပြောပြီးနောက်ဆုံးအနေနဲ့ပလီဆရာကြီးကပလီကိုလာတာကလွဲလို့ညနေစောင်းပြီဆိုတာနဲ့အိမ်ကနေမထွက်ကြဖို့မှားလိုက်ပါတယ်။ဆယ်မန်တို့အိမ်မှာတော့ဆယ်မန်ကလေးဖြတ်နေတဲ့အဖွားကိုတမင်ကျွေးနေချိန်အိမ်တကားကရုတ်တရက်ပွင့်သွားတာမှုကြည့်နေချိန်မှာသူ့အကူကြီးအလုတ်ကပြန်လာတာဖြစ်နေပါတယ်။ စင်မန့်ကူကအိမ်ထဲအရောက်မှာဇပွဲပေါ်တင်ထားတဲ့ပြားရည်ပလင်းတွေကိုတွေးလိုက်ရတဲ့အခါဒေါသထွက်သွားပါတော့တယ်။စင်မန့်ကမနှက်ပြန်တပတ်ရွာမှာချင်းပါမဲ့ပြားစက်ကိုတွားကျင်တာမို့အကူကြီးကိုခွန်တောင်းဖို့အလို့သူ့အကူကပြားရည်ပလင်းတွေကဒီမှာဘာလို့ရှိနေသေးတာလဲဆိုတော့စင်မန့်ကသူ့မိသွားတာမို့မနှက်ပြန်တေချာတွားပို့ရမယ်လို့ပြောပေမဲ့သူ့အကူကဒေါသထွက်ပြီးမင်းကိုဒီတစ်ခုပဲခိုင်းတော့ကိုမှအဖြစ်ရှိအောင်မလုပ်နိုင်ဘူးဆိုကရိုက်နှက်ပြီးစုံးမလိုက်ပါရဲလေပြက်နေတဲ့အဘွားကစိတ်မကောင်းပေမဲ့ဘာမှမတတ်နိုင်ခဲ့ပါဘူး ဆင်မက်အကိုကြီးကတော့မနေ့ပြန်ဒီပြားရည်ပလင်းတွေထက်တွေ့လို့ကတော့ငါအကြောင်းသိမယ်ဆိုပြီးထွက်သွားပါတော့တယ်။ကြံခဲ့တဲ့ဆင်မန်ကတော့နရင်အုပ်ခံလိုက်ရတာမို့ခေါင်းများပူထူနေပြီးအိမ်ရှိမှတခုခုရှိနေတယ်လို့ခံစားမိတာကြောင့်ပိတ်ထားတဲ့တံခါးကိုကြည့်လိုက်ပါတော့တယ်။မနေ့မှတော့ဆင်မန်ဟာထုံးစံအတိုင်းအိယာထနောက်ကျသွားတာမို့ပြားရည်ပလင်းတွေသွားပို့ဖို့အချိန်မမီတော့တာကြောင့်အเจ้าကိုယူလာပါတော့တယ်။ သူ့အကြံကကြောင်းစင်းတဲ့အခါပြားရည်ပလင်အရင်သွားပို့ဖို့ဆီယမတ်စီခွင်တောင်းမယ်ခါတိုင်းလိုအပြစ်ပေးခံနေရရင်ပြားရည်သွားပို့ဖို့အချိန်မရှိတော့ပါဘူးဘာကြောင့်လဲဆိုတော့တဖက်ရွာကပြားဆက်ပွဲကိုသွားကြည့်ဖို့လည်းရှိနေတာမို့ပါကျောင်းဆင်းတဲ့အခါမှာတော့ဆီယမားကိုဘလို့ပြောပြောမရပဲဆီယမားကကျောင်းနောက်ကျတဲ့ပြစ်ဒဏ်အနေနဲ့တန်ရှင်းရေးလုတ်ခိုင်းလိုက်ပါတယ်ဆီယမားကစိတ်မလျှော့သေးပဲကျောင်းဝတ်စုံလဲဖို့အဝတ်တွေယူခဲ့လာမေးတော့အဓိကငါတို့မပြီးလောက်တော့ဘူးထင်တယ် ခဏနေဆိုအချိုးပိုးကားတွေတော့မရှိတော့ဘူးဆိုတော့ငါတို့ရအောင်သွားကြမယ်မဟုတ်ရင်ငါအကူစီကအရိုက်ခံရတာမတန်တော့ဘူးဆိုကတဖက်ရွာကိုသွားဖို့လုပ်ကြရင်ပြားရည်ပလင်းတွေဟာအเจ้าမမေ့ချန်ခဲ့ပါတော့တယ်တဖြည်းဖြည်းနဲ့နေဆောင်လာတဲ့အခါတိုးထဲမှာထင်းကောင်းနေတဲ့ကာတာကမကောင်းတဲ့အငွေ့သက်တွေလာနေတာကိုခံစားမိတာကြောင့်စိုးရိမ်နေပါတော့တယ်ဆယ်မန်တို့တငယ်ချင်းနှစ်ယောက်ကတော့ရွာထိပ်မှာကားကြုံစောင့်နေပြီး ကားရောက်လာတဲ့အခါသွားကြဆုလို့ပြောလိုက်ပါတယ်အချိန်အပြည့်ညနေဝိပုကျင်ရောက်နေပြီမို့ဗလီကနေဆူတောင်းတန်တွေကိုကြားနေရတဲ့အခါဘာသာရေးကန်းဆိုင်သူအတီကငါတို့အရင်ဆူတောင်းပြီးမှသွားတဲ့နေဆိုတော့ဖျားရှိခိုးတာတစ်ခါလောက်ကြော်လိုက်ပါဆိုကကားပေါ်ကိုဇွတ်တက်ခိုင်းလိုက်ပါတယ်ကားထွက်တဲ့အခါเจ้าမှကြံရိုက်ခဲ့တဲ့ပြားရည်ပလင်းတွေကိုတတိယသွားပေမဲ့ပြန်ယူဖို့လည်းမဖြစ်နိုင်တော့ပါဘူး ဒီလိုနဲ့နေဝင်လာချင်းရွာတွေကလူတွေဟာညနေခင်ဝတ်ပြုတ်ဖို့တွာလာလှုပ်ရှားနေကြပြီဆီယမဝူရာလည်းအိမ်ပြန်ရောက်လာခဲ့ပါပြီဆီယမနုကတော့တွားနေကြတော့လမ်းမှာပဲရှိနေသေးပြီသူတို့ဆီယမဝူရာအပေါက်ဆိုးတဲ့အကြောင်းပြောနေကြပါတယ်ဝူရာကတော့အိမ်မှာ လက်နှိပ်ဆက်ရိုက်အပြီးသူဝင်လာခဲ့တော့ကတကားပိတ်ထားရက်နဲ့ပြန်ပွင့်နေတာတွေ့လို့ဇဝေဇဝဖြစ်နေပြီးတကားကိုပြန်ပိတ်လိုက်ပါတယ်ကားပေါ်မှာတော့အဒီကသူတို့ဆီယာမသာမရှိရင်ဘလောက်တောင်လွတ်လပ်မလဲပြောတော့ဆယ်မန်ကအဲ့ဒီဆီယာမတခါတည်းတေသွားရမှာလို့အားပါးတည်းရပြောချလိုက်ပါတယ်ကားဆရာကအဲ့လိုပေါက်ကရတွေရှောက်မပြောကြဘူးဝင်ပြောချင်တစုံတစ်ခုကိုဝင်ချိတ်မိသွားတာကြောင့်ကားကရမ်းခါသွားပြီးမနေပဲထိန်းချုပ်လိုက်ရပါတယ် အဲ့ဒီအချိန်လမ်းဘေးမှာတစုံတယောက်ရှိနေတာကိုဆယ်မန်ကအမတ်မထင်တွေ့လိုက်ရပြီးပစက်ပိတ်နေလိုက်ပါတယ်။ကားကတော့ဘိန်းပေါက်သွားတာမို့လမ်းဘေးချပြီးပြင်ဖို့လုပ်ရပါတော့တယ်။ဝူရာရုတ်အိမ်မှာတော့တယောက်ယောက်ကအိမ်တကားလာခောက်တာမို့ထွက်ချီတော့ဘသူမှရှိမနေပဲတကားကပွင့်နေတာကိုတွေ့လိုက်ရပါတယ်။ဝူရာလည်းအနေငယ်စိုးရွံလာပြီးထွက်ချီတော့အရာအားလုံးဟာ တိတ်ဆိတ်နေတာမို့ဒီတကားတကားကိုတော့ပါခတ်ထားလိုက်ပါတယ်။တကားကပွင့်သွားပြန်ပါတယ်။ ူလန်တယောက်ကြက်သိမ်းထားလာပြီးတကားနာကိုဖြည်းဖြည်းလေးလှမ်းလာချိန်အနောက်မှာတယောက်ယောက်ရှိနေတဲ့အတန်ကြားလိုက်ရပြီးမကောင်းဆိုးရွားဟာအတန်ပေးကသူ့မအနောက်ကိုရောက်လာခဲ့ပါပြီဘူရာလည်းကြောက်ကြောက်နဲ့အနောက်ကိုလှည့်ချီတော့ ရှီတကားကပြန်ပိတ်သွားတော့ပြန်လဲကြည့်ချင်မကောင်းဆိုးရဟာအနောက်ကနေပေါ်လာတော့တကားကိုအ мян ဖွင့်ပြီးထွက်ပြေးရပါတော့တယ်ဒါပေမဲ့ဝေးဝေးမပြေးနိုင်ပဲအိမ်ရှိမှချော်လဲသွားတာမို့သူမနာကိုမကောင်းဆိုးရရောက်လာပြီးဘူရရဲ့အသက်ဝိညာဉ်ကိုနှုတ်ယူသွားပါတယ်ဆယ်မန်တို့ကတော့ကားဆရာကြီးကကားဘိန်းလဲပြီးခရီးဆက်ကြဖို့အလုပ်သူတို့နာကိုဆိုင်ကယ်တစီးရောက်လာပြီးကျောင်းဆရာမဝူရာမတော်တဆဖြစ်ခဲ့တဲ့အကြောင်းပြောသွားပါတယ်ကားဆရာကြီးလည်းတဖက်ရွာကိုမသွားတော့ပဲအရေးတကြီးဆေးရုံပို့ဖို့လိုအပ်တဲ့အခါ ကားအသုံးပြုနိုင်ဖို့သူတို့ရွာကိုပဲပြန်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဆီယမ်မန်ကတော့သူ့ပစက်ကကျိန်ဆဲမိတာရောစောစောကမြင်လိုက်ရတဲ့အရာရောဆီယမ်မဝူရာရဲ့ဖြစ်စဉ်တွေရောကြောင့်ဒါကတိုက်ဆိုင်မှုလားပစက်စည်းသွားခဲ့တာလားမစင်းစားတတ်တော့ပဲကလေးတစ်ယောက်ဖြစ်တာမို့ကြောက်ရွံ့တုန်လှုပ်နေပါတော့တယ်။ရွာပြန်ရောက်ချိန်မှာတော့ဆီယမ်မဝူရာတို့အိမ်မှာလူတွေစုဝေးနေကြပြီးသူတို့ဆီယမ်မတေးဆုံးသွားကြောင်တိလိုက်ရပါတယ်။အထီးကသူတို့ပြောမိလို့များဒီလိုဖြစ်သွားခဲ့တာလားပြောတော့ ဆယ်မန်ကအတိတ်ပဲမရှိဘူး။သူ့ဟာသူဖြစ်ချိန်တန်လို့ဖြစ်တာနေမှာပါဆိုပြီးအိမ်ပြန်သွားပါတော့တယ်။အာသူပဖြစ်ရအိမ်နဲ့မလန်းမကန်းမှာတော့ကာတာရှိနေခဲ့ပြီးအခြေအနေတွေကိုစောင့်ကြည့်နေပါတယ်။မနဲ့အယောက်မှာဝူရနာရီကိုလူအများရောက်လာချပြီးဆူတောင်းမှုများပြုနေချပါတယ်။ဆယ်မန်လည်းလာရောက်ဆူတောင်းပေးပြီးသူ့မှာအပြစ်ရှိသလိုခံစားနေရပါတယ်။ဆယ်မန်ကသူ့ဆရာမရဲ့ယူအလောင်းကိုလှမ်းလန့်ကြည့်နေရင်တစ်ချက်မှသူ့ဆရာမကိုမကောင်းဆိုးရွားအသွင်နဲ့တွေးလိုက်ရတော့ကြောက်လန့်သွားတာမို့ အနီးနားကလူကြီးကဖေးမပေးလိုက်ရပါတယ်ခဏကြာမှနာဟေးကရောက်လာပြီးအလောင်းကိုကားပေါ်တင်လိုက်ကြပါတယ်ဆယ်မန်ကသူ့ဆရာမကိုနောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့ကြည့်လိုက်တော့ကားရဲကအခေါင်းဟာပုံစံပြောင်းနေတာမို့အနာကလူတွေကိုအကူအညီတောင်းဖို့စူးစမ်းလိုက်ပါတယ်ဒါပေမဲ့အရာအလုံးဟာမူမမှန်ဖြစ်နေပြီ ကားရဲကဆီယမအလောင်းဟာပူချွန်းအနေနဲ့ထလာတာကိုတွေ့လိုက်ရပါတယ်။ကံကောင်းစွာနဲ့အိမ်မက်ဖြစ်နေပြီးလူကတော့တုံနေတော့မှာပဲ။ခဏအကြာမှမစုံနာကြပြီးဖြစ်တဲ့အဒီရောက်လာပြီးစိတ်သက်ကြနေတဲ့ဆီယမန်ကိုသူတို့ဆီယမဝူရနေရမှာအစားထိုးဖို့အတွက်ဆီယမအစ်တလာနေပြီဖြစ်ကြောင်းသတင်းစကားပါသွားပါတယ်။ညအရောက်မှဆီယမန်ဟာအိမ်မှုကိစ္စများလုပ်နေရင်သတင်းပေါက်ကနေတယောက်ယောက်ကြည့်နေတယ်လို့ခန်းစားမိတာမို့တေချာအောင်ကြည့်လိုက်တော့ဘာမှရှိမနေခဲ့ပါဘူး။လေဖြတ်နေတဲ့အဖွားကတော့ ခုခုကိုမြင်နေရပြီးကြောက်ရွံ့နေတဲ့အခါအဖွားနာသွားပြီးဘာဖြစ်လို့လဲတရေတွေ့လိုက်ရလို့လားမေးတော့အဖွားကခေါင်းငိမ့်ပြလိုက်ပါတယ်အဲ့ဒီအချိန်အင်ရှီတကားကပွင့်သွားတဲ့အခါဆဲမန်လည်းကြောက်သွားပါတယ်အဲ့ဒီအခါအဖွားကဂရင်အောက်ကိုလည်းကြိလိုက်ဖို့အမူအရာလုပ်ပြတော့ဂရင်အောက်ကိုငုံကြည့်လိုက်ပါတယ်ဒါပေမဲ့ရှင်းနေတာမို့ဂရင်ပေါ်ပြန်ထိုင်တဲ့အခါပြင်းပေါက်ကနေဆီယာမရဲ့ဝိညာဉ်ဟာသူ့ကိုစိုက်ကြည့်နေပါတယ်ဒါကိုခံစားမိလို့ကြောက်နေတဲ့အချိန်မှာဆီယာမကလာရောက်ခြောက်လန့်မာတော့တယ် ဆယ်မန်လဲကြောက်လွန်းလို့ခေါင်းကိုဖွက်ထားလိုက်ပါတယ်။ခဏအကြာမှာသူများအမြင်မားနေတာလားဆိုပြီးမျက်နှာတော့တက်လိုက်ပါတယ်။အဲ့ဒီအချိန်မှာလဲသူ့နောက်မှာတစုံတစ်ခုရှိနေမှန်သိလိုက်ရလို့လှဲ့ကြည့်လိုက်တဲ့အခါဘာမှရှိမနေပဲ။မကောင်းဆိုးရွားဟာရေအိုးထဲကနေပေါ်လာပါတော့တယ်။ဆယ်မန်လဲဖင်တန်းရဲ့လဲကျသွားကမကောင်းဆိုးရွားရဲ့ထင်းကျုပ်ခြင်းကိုခံလိုက်ရပါတော့တယ်။အဲ့ဒီညမှာပဲကွယ်လွန်သွားသူ ဆီယမဝူရာရဲ့နေရာကိုအစားထိုးဖို့နင်းဆဲဆိုတဲ့ဆီယမအစ်စ်ဟာရွာကိုရောက်လာခဲ့ပါတယ်။ရွာလူကြီးနဲ့အတူအာရူရိုမိသားစုကလည်းခရီးဦးကျော်ပြုတ်ကမိတ်ဆက်လိုက်ကြပါတယ်။အကွဲတနေရာကနေကာတာကစောင့်ကြည့်နေတာကိုတော့ဘသူကမှသတိမထားမိခဲ့ကြပါဘူး။မနက်မှတော့အတီးတယောက်ထုံးစံအတိုင်းကြောင်းနှောင်းကြနေတဲ့အခါဆီယမအစ်စ်ကမဆူတဲ့အပြင်သဘောကောင်းနေတာမို့အံ့ဩသွားပါတယ်။ဒါကိုမခံစားနိုင်သူကတော့အာရူပါပဲ။သူမဟာစားတော်တဲ့ကြောင်းသူဖြစ်တာမို့အရင်ဆီယမလက်ထက်မှာဦးစားပေးခံရပေမဲ့လက်ရှိဆီယမကတော့ ကျောင်းသားအားလုံးအပေါ်မှာကြောသားရင်သားမခွဲခြားတာကြောင့်အာရုလည်းအားလုံးနဲ့ဒန်းတူပြန်ဖြစ်သွားတာကြောင့်ပါပဲ။ရွာထဲမှာတော့မြို့မှာအလုတ်သွားလုတ်ကြတဲ့အလုတ်သမားတွေဟာရွာကိုပြန်ရောက်လာကြပါတယ်။အဲ့ဒီထဲမှာဆယ်မတ်အကိုလည်းပါပြီးဆယ်မတ်အကိုကအိမ်မပြန်ခင် ကုံစုံဆိုင်ကိုဝင်ကသူ့ညီပို့ထားတဲ့ပြားရည်ဘိုးတွေရှင်းပြဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဆယ်မတ်ကပြားရည်ဒပလင်းမှာပို့မထားတာသိလိုက်ရပြီးဒေါသထွက်သွားကအိမ်အမြန်ပြန်ပြီးဆယ်မတ်ကိုရိုက်နှက်ပါတော့တယ်။ရိုက်နှက်နေရင်းနဲ့ပဲ မင်းဘာဖြစ်ချင်နေတာလဲလို့မေးတော့ဆယ်မန်ကမင်းရဲ့ခေါင်းကိုလိုချင်တယ်လို့ပြောလိုက်ပါတယ်အဲ့ဒီအခါအကိုဖြစ်သူရဲ့ဒေါသဟာပိုဆိုးသွားပြီးဆယ်မန်ကိုထတ်ရိုက်ဖို့အလို့ဆယ်မန်အနောက်မှာရှိတဲ့မကောင်းဆိုးရွားကိုမြင်လိုက်ရကလန့်သွားပါတော့တယ်မကောင်းဆိုးရွားကသူ့နားကိုဖြည်းဖြည်းချင်းလာနေတဲ့အခါသူ့ကိုမလုပ်ပါနဲ့လို့တောင်းပန်ပေမဲ့မကောင်းဆိုးရွားကသူ့ကိုချုပ်ထားလိုက်ပါတယ်ဆယ်မန်ကတော့စိတ်နဲ့လူမကတ်တော့ပဲဒါတချောင်းယူကသူ့အကူကိုစိတ်ပြင်းပြင်းထိုးတက်ပါတော့တယ်လေးဖြတ်နေတဲ့အဖွားဖြစ်သူလဲချင်းနေယုံမတပါ ဘာမှမတန်းနိုင်ခဲ့ပါဘူးစိတ်ချင်နဲ့သွားတဲ့ဆယ်မန်ကတော့ဓားကိုယူကရွာထဲကိုထွက်သွားပါတယ်ကတ္တာကတော့အခြေအနေတွေကိုစောင့်ကြည့်နေပြီ ဆယ်မန်တို့အိမ်မှာဘသူမှမသိအောင်အဆောင်ဆွဲကြိုးတကုန်းကိုချိတ်ဆွဲထားလိုက်ပါတယ်မနဲ့ရောက်တဲ့အခါအာရူရဲ့အဖေကဆိုင်တကားဖွင့်တဲ့အခါမှာစောစောစီစီဆိုင်ပင်းနားမှာဘာလုပ်နေမှမသိတဲ့ဆယ်မန်ကိုတွေ့တော့အနားသွားကြည့်လိုက်တဲ့အခါဆယ်မန်ကပြားရည်ပလင်းတွေပေးလိုက်ပါတယ်အာရူအဖေကမတင်ကာရာနဲ့ပလင်းပုံးဖွင့်ပြီးအနံ့ခံကြည့်လိုက်တော့ဆိုးရွားလုံးနဲ့အနံ့အသက်ကြောင့်ပလင်းတွေကိုလွတ်ချလိုက်တဲ့အခါပလင်းတွေကနေသွေးများထွက်လာခဲ့ပါတယ် ဆယ်မန်လည်းပြေးထွက်သွားပြီးအာရုတို့သားအဖဟာလည်းအံ့ဩနေကြပါတော့တယ်ရွာကနေအိမ်တချို့ကတလိဆန်တွေဟာလည်းဘသူလက်ချက်မှမသိပဲအသက်ခံလိုက်ရတာကိုတီးလိုက်ကြရပါတယ်အာရုတယောက်ចောင်းကိုလာချိန်မှာဆီယမဝူရာရဲ့ဝိညာဉ်ကိုမြင်တွေ့ခဲ့ရပြီးစိတ်မသက်မသာဖြစ်ခဲ့ရပါတယ်အဲ့ဒီနောက်အတန်းထဲမှာစားသင်နေတော့ဆီယမဝူရာလက်ဆောင်ပေးခဲ့တဲ့ဘောပင်လေးဟာအုတ်ပြုတ်ကျသွားပါတယ်အဲ့ဒါနဲ့ဘောပင်ကိုပြန်အကောက်မှာဘောပင်ကနေရာမှာမရှိတော့ပဲ အနောက်ရောက်သွားတော့မို့အာရုလည်းလန့်သွားပါတော့တယ်အဲ့ဒါနဲ့စိတ်ကိုတင်းပြီးဘောမင်ကိုထက်အကောက်မှာဆီယမဥရာရဲ့ဝိညာဉ်ဟာသူ့ရဲ့အနာကိုလာနေပြီးဆယ်မန်ရဲ့နာမည်ကိုလည်းရေရွတ်နေပါတယ်ဒါကိုခံစားမိတဲ့အာရုကတော့အနောက်ကိုလှည့်မကြည့်ရဲပဲအတန်ငိန်သွားကမှလှည့်ကြည့်လိုက်ပါတယ်အဲ့ဒီအခါအားလုံးကပုံမှန်အခြေအနေမှုစိတ်အေးသွားပါတော့တယ်အဲ့ဒီအချိန်ကျမှတရေကအနာရောက်လာမှမို့အာရုလည်းကြောက်လန့်သွားပါတော့တယ် အာရုချောင်းကနေပြန်လာချိန်မှာတော့ရွာလုံးကျွန်ရေးသမားနဲ့ရဲတယောက်ရောက်နေချပြီးအာရုအဖေကဆယ်မန်ပေးခဲ့တဲ့ပြားရည်ပလင်းတွေအကြောင်းပြောပြနေခဲ့တာပါရဲကရွာထဲမှာရှိတဲ့ကြက်တွေတည်တဲ့ကိစ္စနဲ့ပြားရည်ပလင်းတွေကသွေးများကိုဆက်ဆက်ကြည့်ပြီးဆယ်မန်အိမ်ကိုတွားကြည့်ကြဖို့ဆုံးဖြတ်လိုက်ကြပါတယ် အာရုလည်းဘာတွေဖြစ်နေတာလဲသိချင်တာမို့ဆိုင်ကိုဈေးဝယ်လာတဲ့အဒီကိုခေါ်ပြီးလိုက်လာကြပါတော့တယ်။လုံခြုံရေးတွေဆယ်မန့်အိမ်ကိုရောက်ကြပြီးအော်ခေါ်တဲ့အခါဘသူမှပြန်မထူးတော့မို့တကားကိုသူတို့ဘာသာဖွင့်လိုက်ကြပါတယ်။အာရုဘေကတော့ဆယ်မန့်တို့အိမ်ရှိမှချိတ်ဆွဲထားတဲ့အဆောင်ဆွဲချိုးကိုမြင်ပြီးအံ့ဩနေခဲ့ပါတယ်။လုံခြုံရေးကတော့တကားကိုဖွင့်ပြီးဘာကိုမြင်သွားသည်မသိအိမ်ရှိပြန်ထွက်ကအန်ချလိုက်ပါတော့တယ်။အိမ်ထဲမှာတော့ဆယ်မန့်အကိုရဲ့အလောင်းဟာရင်ကုန်တလောင်းလောင်းနဲ့အပုတ်နံများထွက်နေပါတော့တယ်။အနောက်ကလိုက်လာကြတဲ့အာရုနဲ့အဒီလည်းအဖြစ်ဆိုးကြီးကိုမြင် င်လိုက်ကြပြီသူတို့တငယ်ချင်းအတွက်စိတ်ပူသွားကြပါတယ်အဓိကဆယ်မန်ရှိတတ်တဲ့မျက်စိကိုအမြန်ဖြေးသွားပါတယ်အာရူကလည်းလုံချုံရေးဦးလေးကြီးကိုခေါ်ပြီးအနောက်ကလိုက်လာခဲ့ပါတယ်မျက်စိကိုရောက်တဲ့အခါမြစ်ထဲမှာစိတ်နဲ့လူမကတ်တဲ့ဆယ်မန်ကိုတွေးလိုက်ရပါတယ်အဲ့ဒါနဲ့အဓိကအနားသွားပြီးနာမည်ခေါ်လိုက်တဲ့အခါမကောင်းဆိုးရွားဟာဆယ်မန်ကိုယ်တည်းကဖတ်သွားပြီးဆယ်မန်လည်းအာအင်းနှုံးချီသွားပါတော့တယ်အဲ့ဒီနောက်ဆယ်မန်းကိုရွာလူကြီးအိမ်ခေါ်ပြီးအနာပေးထားလိုက်ကြပါတယ်ခဏအကြာမှာဆယ်မန်းအစ်စ်နင်းဆယ်ရောက်လာခဲ့ပြီ ဘာတွေဖြစ်နေကြတာလဲမေးကြည့်တော့ရဲတယောက်ကလောလောဆယ်မသိရသေးဘူးဆမ်မန်ကဘသူ့ကိုမှစကားပြန်မပြောဘူး စကန်းကိုတော့အကြောင်းကြားထားပြီးပြီမကြခင်မှာအရာရှိတချို့လည်းရောက်လာကြမိဖြစ်ကြောင်းပြောတဲ့အခါနင်းဆဲကသူစ조사ကြည့်မယ်လို့ပြောကဆယ်မန်ရှိရာအခန်းထဲဝင်သွားလိုက်ပြီးဆယ်မန်ကိုနှစ်သိမ့်ပေးနေပါတယ်အဲ့ဒါကိုအဒီကအပေါက်ကနေချောင်းကြည့်နေပြီးအခန်းထဲကိုဝင်သွားဖို့စ조사ပေမဲ့လူကြီးတွေကခွင့်မပြုခဲ့ပါဘူးခဏအကြာမှာအခန်းထဲကနေနင်းဆဲပြန်ထွက်လာပြီးသူစ조사ကြည့်ပေမဲ့သူ့ကိုလည်းစကားပြန်မပြောကြောင်းပြောလိုက်ပါတယ်ဒီလိုနဲ့မောင်ကြီးပြောလာတဲ့အချိန်မှာဆယ်မန်အနာကိုသူ့အကိုရဲ့ဝိညာဉ်ကလာရောက်ချောက်လန့်ပြီး ဆီယမဝူရာကလည်းခြောက်လန့်သွားကဆယ်မတ်ကိုယ်တွေကိုမကောင်းဆိုးရွားကထပ်မံဝင်ရောက်သွားပါတော့တယ်ခဏကြာမှမျိုးကရဲအရာရှိများရောက်လာချပြီဆယ်မတ်စီသွားကြတဲ့အခါဆယ်မန်ကသူ့ကိုယ်သူကြိုးဆဲချကအဆုံးစီရင်သွားခဲ့ပါပြီမကောင်းဆိုးရွားပြူစားသွားတာကိုတော့ဘယ်သူမှမသိလိုက်ကြပါဘူး နောက်နေ့မှာတော့ဆယ်မန်းကိုတင်းကျိုင်းမှာမြေမြုပ်ပေးလိုက်ချပြီးအချစ်ဆုံးတငယ်ချင်းအဒီဟာအလွန်တရာဝမ်းနဲ့ကြေကွဲနေပါတော့တယ်ဒီလိုနဲ့အဒီဟာဝမ်းနဲ့ပူဆွေးနေပြီးကြောင်းစင်းချိန်မှာလဲတမိုင်မိုင်တထွေထွေဖြစ်နေတာမို့နင်းဆယ်ကနှစ်သိမ့်ပေးကဘာအကြောင်းမဲရှိရှိမြို့သိမ့်မထားပဲဆယ်မန်းကိုရင်ဖွှင်းလို့ရာကြောင်း ောက်တစ်ခါကစာမေးပွဲနီးနေပြီမင်းအမတ်တွေကနဲနေတယ်ဒီနေ့လက်ချင်ကန်လောက်ကြမလားလို့ပြောတော့အတီကလက်ခံလိုက်ပါတယ်နေဆောင်လာတဲ့အခါအကြောင်းတကားဆောင်ကြီးက "तू ပြန်တော့မှဖြစ်လို့ဆ ्याम မနေစစ်ကိုတော့လာပေးတဲ့အခါအတီကဒီအချိန်ထိမပြန်သေးဘူးလားလို့ပြောတော့ဆ ्याम မကစိတ်ချပါပြန်တဲ့အခါ तू ကိုယ်တိုင်အိမ်ထိလိုက်ပို့ပေးမှဖြစ်ကြောင်းပြောလိုက်ပါတယ်အဲ့ဒီနောက်ဆ ्याम မကအိမ်ခဏပြန်ပြီးဝိပုစုတောင်းမှဖြစ်လို့အတိကိုခေါ်တဲ့အခါအတိကတူတီမာပဲစုတောင်းလိုက်ပါမယ်ဆိုတော့မှဆီယာမလည်းအိမ်ပြန်သွားပါတော့တယ် တဖြည်းဖြည်းနဲ့နေလုံးပျောက်ကွယ်သွားတဲ့အခါအထီးကကြောင်းခန်းထဲမှာပဲဝက်ပြုတ်ဆူတောင်းလိုက်ပါတယ်ဆူတောင်းမှုပြီးဆုံးချိန်မှာအာမင်ဆိုတဲ့ချောက်ချားစရာအတန်ကြီးကြောင့်အဒီလဲကြောချမ်းလာကစာအုပ်တွေကိုဂျောဘိုးအိတ်ထဲအမြန်ထည့်ပြီးပြန်တော့မယ်အလို့ကြောင်းတကားကသူ့အလိုလိုပွင့်သွားပါတယ်အဒီလဲကြောက်လန့်လာပြီးဆီယမနမေကိုခေါ်ကြည့်ပြီးတကားပေါင်နာကိုတွားကြည့်တဲ့အခါစာတင်ခန်းထဲကထိုင်ကူတလုံးဟာသူ့အလိုလိုလွင့်သွားတာမို့ပိုကျောက်သွားပြီးအခန်းပြင်ကိုထွက်လိုက်ပါတယ် အခန်းပြင်အရောက်မှာအမောင်တွေကနေဘသူတစ်ပျက်စီးလဲနေလဲမသိအတန်တွေကြားနေရလို့လှဲ့ကြည့်လိုက်တော့လျှက်စစ်မီးလုံးများဟာတစ်ဖြက်ဖြက်ဖြစ်သွားကတန်ရှင်းရေးလုံနေသူကိုတွေးလိုက်ရတော့မင်းသက်သွားပါတော့တယ်တန်ရှင်းရေးလုံနေသူကကွဲလွန်ပြီးခဲ့သူဆယ်မန်ဖြစ်နေပါတယ်အတီးဟာကြောင်ကြည့်နေတော့မှပဲဆယ်မန်ကသူ့ပတ်လှဲ့လာပြီးတဖြည်းဖြည်းနဲ့အနားကိုကတ်လာကအတီးကိုယ်တွေကိုမကောင်းဆိုးရွားဟာဝင်ရောက်သွားပါတော့တယ်မနက်နှစ်နာရီခွဲချိန်အတီးအဖေဟာမနက်ခင်းဝတ်ပြုဖို့ထလာတော့ ်အဲခန်းထဲမှာသူ့သားကိုတွေ့တဲ့အခါမင်းနိုးနေပြီလားလို့လှမ်းမေးလိုက်ပါတယ်ဒါပေမဲ့အဓိကဘာလုပ်နေမှမသိပဲပြန်မဖြေတဲ့အခါအနားတော်ပြီပခုံးကိုကင်လိုက်ခါမှတတိပြန်ကတ်သွားပါတယ်အဲ့ဒါနဲ့ဖခင်ကမျက်နှာတစ်ပြီးဖျားရှိခိုးဖို့ပြောပြီးထွက်သွားပါတယ်ဖခင်ထွက်သွားတာနဲ့မကောင်းဆိုးရွားလဲပြန်လဲရောက်ရှိလာပါတော့တယ်ကာတာကအဒီတို့ကိုအင်းရှိအပေါက်တစ်ခုကနေချောင်းကြည့်နေပြီးလူမိသွားတော့အဲ့ဒီနေရာကနေထွက်သွားပါတယ် အဆောင်ဆွဲချိုးချိတ်သွားတာကိုတော့အတိအဖေလည်းသတိမထားမိခဲ့ပါဘူး။နောက်နေစာသင်ခန်းထဲမှာပုံမှန်မဟုတ်တော့တဲ့အတိကိုအာရုကစကားပြောဖို့ကြိုးစားပေမဲ့ဘာမှပြန်မပြောတဲ့အခါလစ်လျူရှူလိုက်ရပါတယ်။အဲ့ဒီနောက်စာသင်ခန်းထဲကအထွက်မှာဆီယမဝူရာပေးထားတဲ့ဘောပင်လေးဟာအောက်ကျနေတာကိုတွေ့တော့လန့်သွားခဲ့ပါတယ်။အဲ့ဒီအခါသူ့အိတ်ကို တေချာစစ်ကြည့်ပြီးဟူဒီချီကဘောပင်ကိုပြန်ကောက်ဖို့အလုပ်ဆီယမဝူရာရဲ့၆လန့်ချင်းခံလိုက်ရပါတော့တယ်။အာရုလည်းကြောက်လန့်သွားပြီး တိအတွက်ပါစိုးရင်သွားတာမို့အခန်းထဲပြန်ဝင်ကြည့်တော့အတိလည်းမရှိတော့ပါဘူးအဲ့ဒါနဲ့သူမစပိန်လေးနင်းကတော်လန်တလျှောက်အတိကိုလိုက်ရှာနေတော့သူမအနာကိုကာတာရောက်လာခဲ့ပါတယ်မကောင်းဆိုးရပူကတ်ခံထားရတဲ့အတိကတော့ရွာကကလေးတယောက်ကိုတော့အုပ်အဆက်ကနေသူနဲ့အတူဆော့ဖို့ဖျားယောင်းလိုက်ပါတယ်အဲ့ဒီကလေးလေအတိခေါ်ရနောက်လိုက်သွားကပျောက်ဆုံးသွားပါတော့တယ်အဲ့ဒါနဲ့ရွာကလူတွေဟာမိတို့ကိုစီနဲ့ပျောက်ဆုံးသွားတဲ့ကလေးရောအတိကိုပါတော်နေပြီရှာဖွေကြပါတော့တယ် မနက်မှနင်းစစ်ဟာចောင်းသူចောင်းသားတွေကိုចောင်းစင်းတာနဲ့အိမ်ကိုတန်းပြန်ချပြီးစူတောင်းမှုများပြုကြပါဒါမှပျောက်သွားကြတဲ့ကလေးနှစ်ယောက်ကိုအများဆုံးရှာတွေ့မှလို့ပြောကတင်ကန်းစာတွေလုတ်ခိုင်းလိုက်ပါတယ်အာရုကတော့တခုခုကိုတိနေတယ်လို့မျိုးဆီယမနင်းစစ်ကိုလှမ်းကြည့်လိုက်ပါတယ်ចောင်းစင်းချိန်မှာနင်းစစ်ကိုအဆောင်ဆွဲချိုးပေးတဲ့အခါနင်းစစ်ကမျက်စိမျက်နှာပြတ်သွားခဲ့ပါတယ် တကယ်ကမကောင်းဆိုးရွားနဲ့နှစ်ပူးတွေဒူးတွေကျုံခဲ့ပူးပြီးလက်ချောင်းတစ်ချောင်းပြတ်ခဲ့ရသူကတာဟာမကောင်းဆိုးရွားရဲ့အနယ်ကနေကာကွယ်ပေးဖို့ရာအဆောင်ဆွဲချိုးတွေပြုတ်လို့ပြီးအိမ်တွေမှာတိတ်တိတ်လေးလိုက်ချိတ်ပေးနေခဲ့တာပါနေဆက်အတွက်ကိုတော့အာရုကတဆင့်ပေးခိုင်းလိုက်တာပါနေဆက်ကသူ့အတွက်အဆောင်မလို့အကြောင်းနဲ့အိမ်ကိုတန်တန်မတ်မတ်ပြန်ဖို့သာပြောပြီးနှုတ်ဆက်လိုက်ပါတယ်ဒီလိုနဲ့မောင်ကြီးပြောလာတော့ မိဘတွေဟာသူတို့ရဲ့သားသမီးတွေကိုအိမ်ထဲဝင်ခိုင်းကြပါတော့တယ်။အဲ့ဒီအချိန်မှာပဲအာရုကဗလီသွားဖို့စပိန်ထုတ်နေတော့ဖခင်ကြီးကအခြေအနေကောင်းတာမဟုတ်လို့တားလိုက်ပေမဲ့လည်းအာရုကပြောမရပဲထွက်သွားပါတယ်။ရွာထဲမှာတော့တိတ်ဆိတ်နေပြီးလူတစ်ယောက်မှအိမ်ပြင်မထွက်တော့ပါဘူး။ဗလီမှလည်းပလီစီယာကြီးဟာဘသူမှလာကြမယ်မထင်ဘူးလို့ရေရွတ်လိုက်ပါတယ်။စပိန်တစည်းနဲ့အာရုကတော့ဗလီသွားမယ်လမ်းမှာမုတ်တုတ်ထိုင်နေတဲ့အတီးကိုတွေးလိုက်ရလို့စပိန်ရက်လိုက်ပါတယ်။ဗလီမှတော့ဗလီစီယာတယောက်ဟာဝတ်ပြုချိန်ရောက်ပြီမို့ဗလီရှိတ်ကစီကိုတီးလိုက်ပါတယ်။ ဒါပေမဲ့ထွက်လာတဲ့အတန်ကမှားနေပြီးစီတဲကနေသွေးများစီးကျလာတာကိုတွေးလိုက်ရပါတယ်။အာရုကအထီးကိုလှမ်းခေါ်လိုက်ပါတယ်။အထီးကအတန်ချားလို့ထလာတဲ့အခါတစ်ဖက်မှာသွေးအလိမ့်လေးနဲ့ကြက်တီတကောင်နောက်တစ်ဖက်မှာဓာတ်ချောင်းကင်ထားတာမျိုးအာရုကနင်းပါဖြစ်နေတာလေးလို့လှမ်းမိလိုက်ပါတယ်။အဲ့ဒီအချိန်ဗလီစီယာကစီအဖုံးကိုဖြန့်ချီတော့လူတွေအလောင်းတွေးလိုက်ရတာမျိုးအကူကြီးလှမ်းတောင်းလိုက်ပါတယ်။အထီးကတော့မကုန်းဆိုးရွားရဲ့ထိမ့်ချုပ်ခြင်း အပြစ်အဝခံနေရပြီးအာရုစီပြေးလာပါတော့တယ်အာရုလည်းစပိန်ကိုပြစ်ချပြီးအော်ဟစ်အကူကြီးတောင်းကထွက်ပြေးပါတော့တယ်အဒီကလည်းနောက်ကနေတဲကြီးမဲကြီးလိုက်လာတော့မိမကြီးတယောက်ကအာရုအော်တန်ကြားရလို့ထွက်ကြည့်တော့အပြစ်အပြစ်တွေကိုမြင်လိုက်ရကအာရုကိုအိမ်ထဲခေါ်ပြီးတကားပိတ်ထားလိုက်ပါတယ်ဒါပေမဲ့အထီးကနောက်ဖေးပောက်ကနေဝင်လာကအာရုကိုပဲတဲကြီးမဲကြီးတက်ဖို့လုံနေချင်းအနောက်ကနေလုံချုံရေးသမားကရိုက်လိုက်ခါမှမေ့လေသွားပါတော့တယ် တမီးပြန်မလာသေးလို့မျောနေသူဖခင်ကြီးဟာဆိုင်ဘေးနားမှာတစုံတစ်ခုတွေ့ရလို့တမီးယူပြီးတွားချီတော့ပုတ်ပွားပြီးလောက်တက်နေတဲ့ဆယ်မန်ရဲ့အလောင်းကိုတွေ့လိုက်ရကလန့်သွားပါတော့တယ်အတိနာမှာတော့လူပေါင်းစုံရောက်နေကြပြီးပလီစီယာကြီးကဖျားစာရွက်ကဆူတောင်းပေးနေပါတယ်အဲ့ဒီအခါအဒီလည်းတတိပြန်ကပ်ပြီးအန်ချလိုက်ပါတော့တယ်အဒီရဲ့ဖြစ်စဉ်မှာအဒီဟာမကောင်းဆိုးရအပူးခံရပြီးနောက်ဘွန်တန်ဆိုးတဲ့ကလေးကိုဖျားယောင်းကဆယ်မန်ရဲ့အလောင်းကိုတွားဖို့ကြပြီးအာရုအဖေအင်ရှင်မှာတွားထားခဲ့ကြကြောင်း ဘွန်တန်းကိုဘိုကိုလည်းကြက်သွေးများလောင်းချကဗလီရှိကစီတဲကိုထဲ့ထားလိုက်ကြောင်းကန်ကောင်းစွာနဲ့ဘွန်တန်းဆိုးတဲ့ကလေးဟာလည်းအသက်ဘေးကလွတ်မြောက်သွားခဲ့ကြောင်းသိလိုက်ရပါတယ်။အဲ့ဒီနောက်ဒီလိုကိစ္စတွေဘာလို့ဖြစ်ရတာလဲအဖြစ်ရှာရှာရင်ဖြစ်စဉ်ကြုံခဲ့ရတဲ့အနီးနားမှာအဆောင်ဆွဲကျိုးကုန်းတွေကိုတွေ့ကြရပြီးအဲ့ဒီအဆောင်ဆွဲကျိုးကိုကာတာလာထားခဲ့တာကိုလည်းမြင်ဘူးတော်မူဒါဆိုသိကြပြီးတရက်ခန့်ကကာတာပဲလို့တတ်မှတ်လိုက်ကြပါတော့တယ်။ ဆီယမနင်းစေကတက်တဲ့မခိုင်လုံလို့ဇွန်မလုတ်ကြဖို့ပြောကြည့်ပေမဲ့ရွာခန်တွေကတော့တက်တဲ့ခိုင်လုံနေပြီဆိုကကာတာစီကိုထွက်လာကြပါတော့တယ်ကာတာအိမ်အရောက်မှာကာတာရှင်းပြတာကိုနားမထောင်ပဲထိုးချိတ်ကန်ကြောက်ကြပြီးချုံနောင်ထားလိုက်ကြပါတော့တယ်မနဲ့အရောက်မှာမနေ့ကအဖြစ်ပြက်ကြောင့်နေမကောင်းဖြစ်နေသူအာရူလေးကိုဖခင်ကြီးကပြုစုပေးနေရင်အာရူကဒီကိစ္စတွေဟာသူ့ဦးလေးကာတာလောက်တာမဖြစ်နိုင်ဘူးဆိုတဲ့အခါဖခင်ကြီးကရွာလူကြီးနဲ့တာဝန်ရှိသူတွေဖြည့်ရှင်းကြလိမ့်မယ်လို့ပြောပြီးထွက်သွားပါတယ်။အဲ့ဒီအချိန်ဧည့်သည်ရောက်လာပြီးဆီယမနင်းစေဖြစ်နေတဲ့အခါ အာရုဟာလန့်သွားပါတယ်ဖခင်ကြီးကအာရုဆီယာမဆိုတော့စိတ်ချပြီးအပြင်ထွက်သွားပါတယ်အာရုကတော့အရင်တနေ့ကသူ့ဦးလေးစီသွားတော့ကစကားသံတွေကိုပြန်လဲကြားယောင်လာပါတော့တယ်အဲ့ဒီနေ့ကကတဟာ မင်းဆီယာမအစ်စ်ကိုမြင်ရတော့လွန်ခဲ့တဲ့နှစ်30ခါခန်းစားချက်အတိုင်းခန်းစားမိတယ်သူမှန်းတာမမှားဘူးဆိုရင်မင်းဆီယာမဟာအမောင်တို့ရဲ့ဝိညာဉ်ကလေးတွေကိုဖန်ဆားတတ်တဲ့မကောင်းဆိုးရွားဖြစ်ရမယ်ဒီအဆောင်ကိုသူ့လက်ထဲကိုပေးပြီးတုံ့ပြန်မှုကိုတတိထားကြည့်ပါငါလည်းအဲ့ဒီမကောင်းဆိုးရွားဒီရွာကနေအပြစ်ထွက်သွားဖို့ဘယ်လိုလုပ်ရမလဲဆိုတာစဉ်းစားလိုက်အောင်မယ်ဆိုတာတွေကိုပြန်လည်အမတ်ရနေတော့နင်းဆဲခအမှုရာတွေပြောင်းလာကမင်းဦးလေးစီသွားတော့ကငါအကြောင်းဘာတွေပြောလိုက်သေးလဲလို့မေးပြီး အာရုနာမှာထိုင်ကမင်းသိကျင်တာရှိသေးလားလွန်ခဲ့တဲ့နှစ်30ကမင်းဦးလေးမျက်နှာကိုငါမှတ်မိသေးတယ်မင်းနဲ့တော်တော်တူတာပဲဆိုတော်မူအာရုလည်းထိတ်လန့်လာကအဆောင်ပစ္စည်းကိုပြလိုက်ပါတယ်ဒါပေမဲ့နေဆဲကအဆောင်ကိုဂရုမစိုက်ပဲအာရုကိုဘာလို့အနေနဲ့မပြူတာလဲဆိုတော့အရင်ဆီယာမဝူရာဟာသူ့အချစ်ဆုံးចောင်းသူလေးကိုစောင့်ရှောက်နေခြင်းကြောင့်မနေဆဲကနင်းတတိထားပါငါကိစ္စနဲ့ဝေးဝေးနေလို့ပြောလိုက်ပါတယ်ရွာကဖြစ်စဉ်တွေရဲ့နောက်ွယ်မှာလဲသူမရှိနေခဲ့ပါတယ်အဲ့ဒီနောက်တာမန်လူလူအမူအရာပြောင်းကအာရုအိမ်ကနေထွက်သွားပါတော့တယ် အာရုဦးလေးကတာကတော့လွန်ခဲ့တဲ့နှစ်30ကအဖြစ်ပြက်တွေကိုပြန်တတိရနေပါတော့တယ်။အဲ့ဒီနေ့ကတကယ်ချင်း၃ယောက်အတူတူဆုံနေကြပြီ။သူဟာလက်ချောင်းဆုံးရှုံးခဲ့ရတယ်။ဒရာချက်ကအသက်ဆုံးရှုံးခဲ့ပြီးမိန်းကလေးတငယ်ချင်းကတော့ပျောက်ဆုံးသွားခဲ့ပါတယ်။အဒီရောအိမ်မှာတော့အဒီရဲ့အပြုအမူတွေဟာမူမမှန်တော့ပဲမကောင်းဆိုးရွားရဲ့ပြန်လည်ပုကတ်ခြင်းခံနေရပါတော့တယ်။ ကာတာကိုစောင်းတဲ့လုံချုံရဲကပိုင်းနာနေတာမို့အိမ်သာသွားလိုက်ပါတယ်။အဲ့ဒီအချိန်အာရုရောက်လာကကြိုးဖြီပေးပြီးအတီအန်နီယရှိနေပြီလို့ဆီယမဝူရာလာပြောခဲ့ကြောင်ပြောလိုက်ပါတယ်။အဲ့ဒါနဲ့အဆောင်ကောင်ကိုဒုံးနဲ့ရိုက်ပြီးနင်ကအဒီစီကိုသွားလိုက်။ငါကဆီယမအစ်စ်ကိုကြည့်ရှင်းလိုက်မယ်လို့တာဝန်ခွဲလိုက်ပါတယ်။အာရုလည်းအဒီတို့အိမ်ကိုအမြန်သွားပြီးအတီမှာအန်နီယရှိနေပြီလို့ပြောတော့အတီဖခင်လည်းထိတ်လန့်သွားကအခန်းထဲကိုတွတ်ကြည့်တော့သူ့သားဟာအခန်းထဲမှာမရှိတော့ပါဘူး။နင်ဆက်စီသွားတဲ့ကာတာကတော့အခန်းထဲမှာထိုင်နေတဲ့မကောင်းဆိုးရွားရဲ့တယုတ်မှန်ကိုမြင်နေရကား အခန်းထဲသွားကြည့်တော့ငါလွတ်ပေးလိုက်တဲ့ကောင်လေးကတာမင်းလက်ချောင်းလေးကိုစားရတဲ့အရသာဘလောက်ကောင်လဲငါမမှတ်မိသေးတယ်လို့ပြောပြီးအမူအရာတွေပြောင်းလဲသွားကနင်းဆက်ဟာလွန်ခဲ့တဲ့နှစ်30ကအတူတူဆော့ခဲ့ပြီးပျောက်ဆုံးသွားတဲ့မင်းကလေးဖြစ်နေပါတော့တယ်ကတာကမှတ်မိသွားပြီးဒီရွာကနေထွက်တော်ဖို့ပြောတဲ့အခါမကောင်းဆိုးရပြန်လဲရောက်ရှိလာကမင်းတငငချင်းခန္ဓာကိုယ်ကအိုးနေပြီဆိုက နောက်ထပ်ကလေးတွေကိုဖျားယောင်းဖို့ကလေးတယောက်ရဲ့ခန္ဓာကိုယ်အစ်စ်ကိုရှာနေတာဖြစ်ကြောင်းသိလိုက်ရပါတော့တယ် အဲ့ဒီနောက်တိုက်ခိုက်ဖို့ကြိုးစားတော့မကောင်းဆိုးရွားကိုမရှင်နိုင်မဲအိမ်ရှိလွင့်သွားပါတယ်အတီတယောက်ကတော့မကောင်းဆိုးရွားစေခိုင်းတဲ့အတိုင်းမြစ်စိတ်စီသွားလိုက်ပါတယ်မြစ်စိတ်မှာမကောင်းဆိုးရွားကြီးကအသင်ဆောင်နေကအတီးကိုရေနစ်တေအောင်ဖျားယောင်းနေပါတယ်အဲ့ဒီအချိန်အာရူရောက်လာပြီးတားပေမဲ့လည်းအတီးကတော့မကြားရပါဘူးကတ္တာကလည်းကြံရမရတဲ့အဆုံး သူလက်ပြတ်ခဲတဲ့နေရာကကြောက်တုံးကြီးကိုဓာတ်စီလောင်းပြီးမိရှို့ပစ်ဖို့လှုပ်ပါတော့တယ်။အဲ့ဒီအချိန်မှာနှုန်ခဲတဲ့နှစ်30ကအတူတူဆော့ခဲ့ကြတဲ့တငယ်ချင်းနှစ်ယောက်ဟာတရဲအဖြစ်နဲ့လာရောက်ချောက်လန့်ပြီးကာတာလုံရက်ကိုတားမြစ်ပါတော့တယ်။အတီးကတော့မကောင်းဆိုးရရဲ့သွေးဆောင်မှုနှုတ်ကိုလိုက်ပါရင် ရေလေကောင်တိရောက်လာပြီးမကောင်းဆိုးရကြီးကသူ့စီလာဖို့လက်ကမ်းပေးနေပါတော့တယ်ကာတာကတော့တငယ်ချင်းဟောင်းတွေကိုသူ့ကိုခွင့်လွတ်ပါလို့ပြောလိုက်ပြီးကြောက်တုံးကိုမိရှုကဖះသာရွတ်ဆိုလိုက်ရမှာတော့တငယ်ချင်းတွေရဲ့ဝိညာဉ်တွေဟာပျောက်ကွယ်သွားပါတော့တယ်မြစ်ထက်ကအတီဟာလည်းမကောင်းဆိုးရထွက်ခွာသွားပြီးမှရေလေကောင်မှတတိလစ်သွားပါတော့တယ်ခမညာဒီလိုနဲ့နှစ်တွေလတွေကြာပြီးနောက်တခြားသောရွာတစ်ရွာမှာ နေဝင်ချင်းအိမ်မပြန်သေးတဲ့ကလေးတယောက်ကိုတငယ်ချင်းတွေနဲ့အတူတူစော့ကြမယ်အိမ်ကိုမပြန်မာနဲ့ဆိုတဲ့တေးတီတန်နဲ့အတူမကောင်းဆိုးရဟာဖြားယောင်းသွေးဆောင်လိုက်ပြီးဝတ်ထုမဂရစ်ဇလန်လေးဟာအဆုံးသက်သွားပါတော့တယ်ခမညာအင်ဒိုနီးရှားနိုင်ငံရဲ့ကျေးလက်ဒေသတွေမှာဒီဇလန်အတိုင်းပဲအပြင်မှာလည်းအလားတူဖြစ်ရမျိုးတွေရှိတာကြောင့်ယနေ့ထက်တိုင်ပေါင်ကြီးပြိုးရာနဲ့မိဘများဟာသူတို့ရဲ့ကလေးတွေကိုအိမ်ပြင်မထွက်ခိုင်းကြတော့ပါဘူးခမညာနောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခမညာ